ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်မေလ25ရက်တနင်္ဂနွေနေ့နေ့နဲ့ခင်းစီးရဲတရင်သုံးသက်ချက်များဟူဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဘကုတိုင်းနောက်ချမ်း round တန်နဲ့မတုံတဝိုက်မှာထိပေးမှုပြန်လဲပြင်းထန်နေပါပြီအမတ်16ကာဝေးပစ္စည်းဆက်ယုံတဲ့ကနေလက်လက်ကြီးနဲ့အချက်20ကျော်ပြစ်ခုပေးနေပါတယ်ညှော်လင်ထားသလိုညောင်ချီတောက်ဘက်ကိုတိုးမလာပဲမတုံဘက်ကိုရောက်သွားတာကတော့စိတ်ဝင်စားစရာနည်းနည်းရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ် အိုရှင်ဘေးဒေတာမှာဟင်းတစ်မျိုးနာမည်အစမ်းလေးနဲ့ခေါ်ကြတာရှိပါတယ်။ဥဆွဟင်းနဲ့ကြားဘူးကြားသလားတော့မသိပါဘူး။ဟောင်ကောင်လို့ခေါ်တဲ့ခွေးသားဟင်းလေးကတစ်မျိုးဖြစ်ပါတယ်။အခုတိုင်းရှေ့ချမ်းမှာတော့တမန်နေ့ညနေပိုင်းကကျောက်တကားမျိုးရွှေဖုံးစစ်စေးဂိတ်ကိုဒရုန်းလက်နက်ငယ်တွေအသုံးပြုကစီးငင်းတိုက်ခိုက်မှုပြုလုပ်ထားပြီးအထိခိုက်ကတော့စီစစ်နေသေးတာဖြစ်ပါတယ်။ချမန်နေ့မနေ့ပိုင်းမှာတော့တောင်ခင်အုပ်စုတမင်အင်းကုန်းအုပ်စုတွေဘက်ကိုကင်းတော့လေရင်ပြန်ဝဲလေးရရှိပါတယ်။ ချန်တလင်းနဲ့ငဖယ်ရင်ရွာတွေဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာနိုင်ပြီရှိတယ်လို့သုံးသပ်ရပါတယ်။မကွေးတိုင်းဗရန်တန်နဲ့ပစီလမ်းပိုင်းဂုဝကျေးရွာအနောက်မြောက်ဘက်ကနေလက်လက်ကြီးနဲ့ပြစ်ခတ်မှုတွေပြုလုပ်နေခဲ့တာရှိပါတယ်။ဒေသခံတွေကတော့အမတ်ဆက်လေးကာဝေးပစ္စည်းစက်ရုံတွေကနေပြစ်ခတ်တာလို့ယူဆလေးရရှိပြီးမြို့ကြီးနေရာကိုပြစ်ခတ်တယ်ဆိုတာကတော့စီစစ်နေသေးတာဖြစ်ပါတယ်။ပြေဝဆစေးခိမ့်မှာလူငယ်9ယောက်ကိုဖမ်းဆီးခေါ်ဆောင်လာပြီးရိုက်နဲ့စစ်စစ်နေတာရှိပါတယ်။ အသက်20တောင်မပြည့်သေးတဲ့ခြားတိတ်တွေဖြစ်ကြပြီးဝေယိုတောင်းပန်နေတာကိုလည်းကြီးသွားပြည်သူတွေတွေ့မြင်ခဲ့ကြလို့စိတ်မကောင်းကြီးစွာဖြစ်နေကြတာရှားပါတယ်။ကချင်ပြည်နယ်အင်းတော်ကြီးဝေခါဖားကန်လမ်းပိုင်းမှာညောင်နှောင်းစစ်ဆေးရေးကိစ္စအရင်းဆိုင်အကြမ်းတမ်းဆုံးလို့ဆိုကြပါတယ်။ချွေးကူမှာထမှန်ပြစ်ခတ်ခံရတဲ့ရဟတ်ရာမြစ်ကြီးနားလမ်းပေါင်းလေးသာစကန်းဌာနတူထက်ကိုစေမီတို့နဲ့ကုသပြီးရောက်ရှိလာပြီလို့သိရှိရပါတယ်။ ချူရတာကိုထိခိုက်မှုရှိခဲ့တာဖြစ်ပြီးအကြီးစားပြင်ဆင်မှုပြုလုပ်ရမှာဖြစ်တယ်လို့သိရှိရပါတယ်။ဝိုင်းမော်ဘက်ချန်ခတ်ချူဖြစ်စင်မှာအရှင်တယောက်နှစ်လက်နှစ်လောက်ရထားပြီးလက်မြန်ထိတွေ့မှုမှာတော့ရှင်းလောင်းလေးလက်နဲ့ခီယာတို့အောင်ဝဲခံထားတယ်လို့သိရှိရပါတယ်။နေပြည်တော်ကနေဒူတိုင်းမှုနဲ့တိုင်းစစ်ဦးစီးချုပ်ပါဝင်တဲ့အဖွဲ့ယနေ့မှလမ်းကြောင်းရှိနေပါတယ်။စီမူထိမြေပြင်ကွင်းစင်ခိုင်းတာဖြစ်ပါတယ်။ဒူတိုင်းမှုဦးစီးတဲ့အဖွဲ့ဟာစီပူတီသွားမှာမဟုတ်ပဲအမှတ်6 6အချင်းမြန်တိုင် အခြေဆိုင်တဲ့ဗရတ်ချောင်းမှာပဲအခြေပြုမယ်လို့သိရှိရပါတယ်။အဲဒီအခါကျမှလိုက်ရမယ့်နေပြည်တော်တိုင်းစစ်ဌာနချုပ်ကဦးစီးရာရှိတွေလည်းအဲဒီပလန်ကိုသိရမှတပြင်းချနိုင်တော့တယ်လို့လည်းဆိုကြပါတယ်။ကရင်ဒီဒူဘိုင်ဖြစ်တဲ့စီဘူးထီကိုမလာရဲဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။စီဘူးကိုတန်ကြိမ်တိုင်းတိုင်းရောက်ရှိခဲ့ပြီးဂရုံကနိအစုံရှိတကယ်ဆိုအစုံအစုံရှိတာဖြစ်ပါတယ်။စီဘူးဒီမော်ဆိုလမ်းဟာလည်းလှပလွန်လာပါတယ်။ ပရီဝက်ဒီအော်တိုတပ်ပုံတွေရိုက်နေကြတာကိုလည်းတွေ့ရပါသေးတယ်။ချင်းပြည်နယ်တီးတိမ်ကိုတက်လာတဲ့တပ်တွေရဲ့စစ်ကြောင်းဟာအမတ်89ချင်းပြန်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့အမတ်59ချင်းလင်တိုင်ရဲ့အမတ်၈ချင်းပြန်တိုင်ရဲ့နဲ့အမတ်397ချင်းပြန်တိုင်ရဲ့တို့ပဲဖြစ်ကြပါတယ်။ဖလားတိုက်ပွဲမှာအမတ်397ချင်းပြန်တိုင်ရဲ့အင်အားတချို့သာရောက်ရှိခဲ့လို့တပ်သားအစ်တွေနဲ့အင်အားဖြည့်သိမ်းပြီးဖြစ်သလိုစုဖွဲ့ထားတဲ့အနေအထားများတာဖြစ်ပါတယ်။အမတ်59ချင်းလင်တိုင်ရဲ့နဲ့အမတ်၈ချင်းပြန်တိုင်ရဲ့တို့ဟာလည်း မူလကဟာခါမှာတချို့ရှိနေခဲ့တာဖြစ်ပြီးတောင်စလတ်မြေမှာပိုးစိုးပက်ဆက်အထိနာထားမှုတာဖြစ်ပါတယ်။ချင်းကာဝဲတက်တရဲ့ဂျားပြတိုက်ခိုက်မှုကြောင့်စစ်ကြောမှာပါလာတဲ့ပြည်သူစစ်တွေလက်နက်နဲ့တူအလင်းဝင်ပူးပေါင်းမှုတွေလည်းရှိနေပြီဖြစ်ပါတယ်။ဂျာမညမြေမှာလည်း NNSVR IMA ကိုကျစ်လက်ညီညွတ်စွာဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။အဖွဲ့ခုနှစ်ဖွဲ့ပါတဲ့ FNC ရဲ့ခြေလှမ်းသစ်တွေလို့ပြောရမှာဖြစ်ပါတယ်။တင်နီလာအေးတို့ကလည်း IMA နဲ့ ော်လိုင်းရေးလုပ်ငန်းတွေလက်တွဲပူးပေါင်းသွားမယ်လို့ဆိုထားတာရှိပါတယ်။မြေပြင်ရလက်တွေကိုတော့စောင့်စားရမှာလို့ဆိုကြပါတယ်။ဂျမန်လေးကရှမ်းပြည်တောင်ပိုင်းကင်လောင်းဆောင်းမြောင်းကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ထားပြန်ပြီဖြစ်ပါတယ်။ FBNCC ဆွေးနွေးပွဲအပြီး RCSS အဖွဲ့ထံကနေတော်လိုင်းရေးဆိုတဲ့အတန်းပြန်လည်ထွက်ပေါ်လာတာကိုလည်းကြားသိနေရကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်။